ဒီဟိုစုံအားညီငယ်လေးကိုလည်းဒါကားစီးတယ်လို့ကြားတယ်ပေါ့နော်အဲဘသူမမမမဟိုကိုဘကစောင်းရှောင်းလေးတော့လုတ်စေချင်ပါတယ်လူငယ်များဖို့မိမများထင်းထင်းသူတို့ဒီခေတ်ကလေးတွေကလည်းအရင်ကတော့ဒုန်းရိုက်လို့မရဘူးလေညီလေးအခုတန်စန်းတက်နေကြဖြစ်သွားတာစိတ်တကယ်လက်စင်မကောင်းဘူးမိဘနဲ့တူတူခံစားမိပါတယ်ကတော့ကတော့နော်ဒါဟိုပြောရမလို့ညညနေဇောင်းလိုက်ရင်နည်းနည်းဟိုဆိုင်လေးကိုတော့ရှင်းနေပြီဒါကိုကိုယ့်ဒီစကဟဲ့အဲ့တော့ မတော်ဘူးမစားဘူးတဲ့ဟာဖခင်တရားလုံးအောင်မချင်ဆိုလဲလုံးရတာပဲတော့စားမှာဆိုလဲဒါတော့မစားဆောင်းရှောင်းလေးတော့နည်းနည်းလေးလူငယ်လေးလှုပ်စေချင်တယ်ဟိုကားမောင်းတာပဲဖြစ်ဖြစ်ဘယ်ဟာပဲဖြစ်ဖြစ်အဲ့လိုနော်ဟိုညစသစ်တွေထိခိုက်တဲ့ခါမှာ ကျွန်တော်တို့လည်းအားရော့တယ်အဲကျွန်တော်တို့ဆိုရင်ဟိုရက်တီနေရာကြပြီကလေးတွေအတွက်နေရာဖယ်ပေးကျွန်တော်ကျွန်တော်တသက်ကြီးကိုနာမည်ကြီးဖို့ထက်နာမည်ကြီးကိုကြိုးစားတဲ့ကျွန်တော်ပြောရတဲ့စကားလို့ စ조사လို့နာမည်ကြီးတာအကောင်းဆုံးပဲလို့ယုံကြည်ပါတယ်။နောက်မှ조사နေတဲ့ကလေးကအများကြီးပဲ။အဲဒီတော့ကိုယ်ကဖယ်ပေးခြင်းတဲ့ကျွန်မအခုလို့တယောက်ဖြစ်သွားတယ်။အများကြီးဟိုပေါ့စင်စင်လေးနေစေခြင်းနဲ့အော်ထင်းရတဲ့ရမှာပေါ့နော်။စောင်းရရှောင်းရလေးပေါ့။အဓိကကျွန်တော်တို့လည်းလူငယ်စိတ်ပါလာပဲ။ဟာလုံးခြင်းနဲ့ကိုင်းခြင်းနဲ့ကရကရနော်။ဒါဟိုပြောရမလို့ညနေဈောင်းလိုက်ရင်နည်းနည်းဟိုဆိုင်လေးကိုသွားခြင်းနေပြီ။ဒါကိုကိုယ့်ရဲ့ disk က ဟဲ့အဲ့တော့တော့မတော်မစားဘူးတဲ့ဟာဖရတရားလောက်အောင်ချင်ဆိုလဲလောက်ရတာပဲတော်စားမှာဆိုလဲဒါတော်မှာဆိုဆောင်းရှောင်းရှောင်းလေးတော့နည်းနည်းလေးလူငယ်လေးလှုပ်စိတ်ခြင်းတယ်ဟိုကားမောင်းတာပဲဖြစ်ဖြစ်ဘယ်ဟာပဲဖြစ်ဖြစ်ဆုံရှုံမှုဆိုတာတဘောကမှတခါပဲကျွန်တော်ဆိုရင်ဒါဆိုရင် နောက်တစ်တဘောကမှကျွန်တော်ဒီလိုကတ်တက်ခြင်းမှာကတ်တယ်အဲ့တော့ကျွန်တော်ရနေတဲ့နေရာမှာအော်ငါဒါလေးနောက်တစ်ဘောကမှဟုတ်ပဲဒီတဘောကမှလည်းအသက်90ကျော်ဝိုင်းတော့လှုပ်နိုင်လှုပ်ရှားနိုင်ပါမလားကိုလက်အင်ကအဲ့ဒါကြီးအများကြီးတွေးပြီးတော့ ရတဲ့အချိန်လေးကိုတံမိုးရှိအောင်ကျွန်တော်သူများကနေလဲလာတင်လိုက်အောက်ကကိုမပါပဲလဲဒီမှာဆိုကျွန်တော်ပါလာမှမဟုတ်ဘူးကျွန်တော်လာပြီးတင်ပေးလိုက်အဲ့ဒါလေးရဲ့အတွက်ဒီဟိုစုံဟာညီငယ်လေးကိုလဲဒါကားအက်ဆီဒန့်လို့ကြားရတယ်ပေါ့နော်အဲ့ဘယ်သူမှမမှန်မှန်ဟိုကိုဘက်ကစောင်းရှောင်းလေးတော့လှုပ်စေချင်ပါတယ်လူငယ်များဖို့မိမများထင်းထင်းသူတို့ဒီခေတ်ကလေးတွေကလဲအရင်တော့ဒုတ်ရိုက်လို့မရဘူးလေအရင်ကမရှိဘူးအဲ့အတွက်ဟိုထင်းထင်းသင်းသင်းလေးနဲ့ဟိုကိုဒီယာကိုသွားမယ်ဆိုလို့ရှိရင်လည်း သွားတဲ့ ठी မှာလဲသူမားတယ်လို့ပြောတာမဟုတ်ဘူးเนาะဘယ်သူမားမှမမှန်ကိုယ့်ဘက်ကအတိုင်းအတာလေးတစ်ခုပေါ့ဟိုဟိုဆင်ညာထားမယ်ဆိုရင်အထီရောက်ပါတယ်လို့လူငယ်တွေများကိုဒါကနေပြီးကျွန်တော်ပြောပြရစီခင်ဗျာပြီးတော့ဒါညီလေးတော့ကဘယ်လိုမျိုးလေးဒါအဆင်မကောင်းဖြစ်ပြီလဲသူဆိုအရန်တက်နေရဲ့ဒီလေးတောင်းဆောင်နေရတယ်ငမင်းတို့ဟုတ်တယ်ဟုတ်တယ်နော်အဲ့တော့ပို့ဆိုးတာခုနပြောတာအဲ့ဒါမကြည့်ရင်ကိုကရောက်နေတဲ့တံမိုးကကျသွားရောအော်ဒီတံမိုးကလည်းညော့တယ်လေ ဟိုလူကပတ်စံရှိရှိမရှိရင်နာမည်ရှိမှရေးကြည့်တယ်အဲ့တခုကတော့ကျွန်တော်တို့နာမည်ရှိအောင်စူးစမ်းနေတဲ့အချိန်မှာအခက်အခဲနောက်ဆက်ဆိုတာအများနဲ့ဗမာလူမျိုးရဲ့ယုံကြည်မှုရှိရတယ်လေမရှိလို့မမရဝင်ဝင်ရတယ်တမဲပဲအဲ့အတွက်လဲညီလေးအခုတန်စန်းတက်နေကြဖြစ်သွားတာစိတ်တကယ်လက်စိတ်မကောင်းဘူးမိဘနဲ့တူတူခံစားမိပါတယ်ဟိုပေါ့ဒီကြောင့်မလို့လဲဟိုပေါ့ဒါလေးတွေကိုသူ့မိဘနဲ့ကိုချင်းစာပါတယ်ခင်ဗျာဟိုညီလေးအတွက်ပဲစိတ်မကောင်းစကားပဲပြောပြရသည် ဟိုဒါပေမဲ့အမိဘများကိုလည်းကိူနာတက်စွာနဲ့ပဲဟိုပေါ့ဒါသူတက်နိုင်တယ်လို့သူပြုတဲ့ကုသိုလ်နဲ့ကံကောင်းပါလိမ့်မယ်။နောက်ဘောပါပေါ့နော်။အခုတော့အဲ့လိုမလို့ညောင်းလူတွေအတွက်သင်ကန်းစာရတာပေါ့နော်။ပြီးတော့လည်းရှေ့ဆက်မဲ့ခင်းမှာကလေးတို့ကအရင်နှမျိုးပေါ့နော်။ကိုကျင်းစာပါတယ်။စင်ကောင်းရတယ်အဲ့ကျွန်တော်ဘာမှပြောစရာမရှိပါဘူး။နောက်မဖြစ်ဘူးပဲအတိပေးရုံမရှိပါဘူး။ဟုတ်။ဆန်းတဲ့လူခိုက်တဲ့ခိုက်ကြတယ်ပေါ့နော်။အဲ့တော့ခက်ခဲဆိုတာပေါ့ပေါ့တယ်။မနေဘူးကျွန်တော်တို့စဉ် ပြောပြောတယ်ပြောမှဆိုရင်ကျွန်တော်ဆိုရင်အခုဆိုရင်ဟိုအိဒီယဆန်းနည်းနည်းကြောက်စရာပေါ့ဟိုတော့ဘိုင်လာမင်းအော်ကျေးဇူးများတင်ပါတယ်